မိတ်ဆွေများအားလုံးမင်္ဂလာပါ။ 3D Lucky Number မြန်မာ Channel ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်။ကဲ20ချိန်မှာတော့ဗျာနော်။ကျွန်တော်20ချိန်အတွက်ပထမဦးဆုံးတင်တဲ့ဗီဒီယိုမှာတော့တလေးငါအာဦးအရင်အနေနဲ့ထိုးတဲ့နယ်ဆိုပြီးကျွန်တော်ပြောခဲ့ပါတယ်နော်။ တခါအဲ့ဒီကနေကကျွန်တော်20ကြိမ်တော့ဖမ်းထားတဲ့ကနေနေအခုကျွန်တော်ဖြစ်နေတာကဘယ်လိုလဲဆိုတော့ဂျိုဂျိုပြီးဖမ်းမိနေတယ်ဖြစ်နေတယ်ဂျိုဂျိုပြီးဖမ်းမိနေတယ်ဆိုတော့နောက်ကတင်ခဲ့တဲ့ဟာလေးတော့ပြန်ဖော်ရမယ်တဘောဖြစ်နေပြီနော်အဲ့ဒီတော့အခု20ကြိမ်မှထွက်သွားတဲ့ delay 9ရဲ့အဆက်ပေါ်ပြန်နော်အခုခုပြမယ်ခဏလေးအဆက်ပါနော် အဲ့တော့ကျွန်တော်ကကျွန်တော် channel မှာဖမ်းတဲ့ခဏနေရအကျဉ်းစောပြီးဖမ်းမိနေတယ်ဆိုတာလေးကိုမိတ်ဆွေတို့နည်းနည်းသတိထားကြည့်မိအောင်ပါနော်ဒီလင်းကားအာကျွန်တော်20ချိန်မှာတော့ဖမ်းခဲ့ပါတယ်နော်ကျွန်တော်ရဲ့ရှေ့ဗီဒီယိုတွေမှာပြန်ပြီးကြည့်မယ်ဆိုရင်သိနိုင်ပါတယ်နော်မိတ်ဆွေတို့မိတ်ဆွေတို့လည်းကျွန်တော်ပေါ့ဆွေးခြင်းပါတယ်ဗျာနော်မိတ်ဆွေတို့အားလုံးအောင်မြင်စေခြင်းပါတယ်ပျော်ရွှင်စေခြင်းပါတယ် ကဲအခုကျွန်တော်ပြမယ့်ဟာလေးကတော့22ကြိမ်22ကြိမ်မှာသူက20ကြိမ်မှာတလင်းကားထွက်သွားတဲ့အတွက်ဒီကနန်းလာနိုင်နေဆိုတာလေးကိုကျွန်တော်ပင်ဆက်နေနဲ့ကျွန်တော်ပြပေးပါမယ်နော်ပင်ဆက်ကနန်းပေါ်ရနော်ကဲကြည့်လိုက်အောင်နော် စနောရုဒီ84ခုနှစ်မှာနော်84ခုနှစ်မှာ930 930ရဲ့ဒီနောက်ကူဒီ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 10နှစ်မြောက်ထဲမှာနောက်10နှစ်မြောက်ထဲမှာ986ဆိုတဲ့ကနန်းရှိပါတယ်เนาะ986အဲ့ဒီ986ကဒီဆောင်းကကောင်938ဟုတ်ပြီเนาะမိတ်ဆွေတို့เนาะဒီ9နှစ်ချာเนาะ10နှစ်ထဲမှာဒီကနန်းရှိတယ်သူ့ရဲ့ဆောင်းကဒီကနန်းဒီ938ဟာဒီ9339နေပြီးတော့ဒီရှေ့ မရှိ90ဆိုပြီးလာထွက်တယ်ပြန်နော်နော်သူကဘယ်လိုနေရာမှာလဲဆိုရင်တင်းနေ3 4 5 6 6ခုပဲအောင်မှာနော်ရှိ90နော်နောက်တစ်ခါဟောဒီ930ဟာဒီလိုဇောင်းတက်မယ်တင်းနေ3 4 5ခုမြောက်မှာ9 3 9 အဲ့ဒီကိုတော့ညာခွန်ဟာအဲ့ဒီနှစ်ထဲမှာပြန်ကြဟုတ်ပြီနော်မေဆွေတို့ဒီမှာ3ညာ6ခွန်အဲအဲ့ဒီ3ညာ6ခွန်ကနေပြီးတော့ကျွန်တော်တို့ဒီလိုနောက်ကိုပြန်ကြကြထားတဲ့3ညာ6ခွန်ကနေနောက်ကိုနော်နောက်ကိုဘယ်လိုယူမလဲဆိုရင်သူ့ရဲ့ရှေ့မှာကတ်နေတဲ့အကွက်ခွန်လေးလေး အဲ့ဒီခွန်လေးလေးဟာလေသူကပြန်ကြပဲဗျနော်လေးခွန်လေးရနေပြီးတော့ခွန်လေးလေးလို့ကြားထားတယ်အဲသူ့ရှေ့မှာသူ့ရဲ့ဒီဘေးမှာနောက်မှာပေါ့ဗျာနော်တုံညာကိုခွန်ပြန်ကြခွန်လေးလေးပြန်ကြရဲ့ဒီဘေးမှာရှိတဲ့ကနားဟာခွန်30နော်ဟုတ်ပြီအဲ့မိတ်ဆွေတို့အဲ့ဒါလေးမှတ်ထားပြီပါနော်ခွန်30အဲ့ဒီခွန်30ရနေပြီးတော့ဒီနောက်ကို ဒီနေ့3 4 5 6 7 8 9 10ဆယ်နှစ်ချမှာတရားဆိုတဲ့ကနေရှိတယ်။နော်မေဆိုတော့တရားအဲ့ဒီတရားနေအောက်တကွက်ကျော်မှာ25ခွန်ဆိုတာရှိတယ်နော်။တရား25ခေါ်ပြီ။အဲ့ဒါပရိစတ်တေတာပါနော်ပရိစတ်တေရာမူရင်းပရိမာနော် ခု၁၄၅ကလည်းအဲ့ဒီပရင်ကနေပြီးတော့ပေးထားတယ်လို့ကျွန်တော်ယူဆတဲ့အတွက်သူ့ရဲ့ပင်ဆက်ကနန်းကိုဖမ်းပေးမှာပါနော်တခါဒီဘက်မှာပြန်ကြည့်လိုက်အောင်ကျွန်တော်တို့2018ခုနှစ်မှာ3.3 3.3ဆိုတာရှိတယ် အဲ့ဒီ3ရက်3ရက်နောက်ကိုဒီနေ့3 4 5 6 9 10 10 10 10 10 10 10နောက်10နှစ်မြောက်ထဲမှာ685ဆိုတာရှိတယ်နှစ်ချမ်းနဲ့အမှန်တော့မရှိလို့အဲ့ဒီ685ရဲ့ဟောဒီဇောင်းမှာရှိတယ်85 9အဲ့ဒီ85 9ဟာဘယ်မှာလာထွက်တယ်လဲဆိုရင် ဒီ3ရက်9တော့နေပြီးတင်း2 3 4 5 6ออกมา5กูชื่อဆိုပြီးတော့လာထွက်ပါတယ်เนาะဟုတ်ပြီเนาะမေဆွေတို့ဟိုဘက်နဲ့အတူတူပဲเนาะမေဆွေတို့သူကဒီရှေ့မှာဖြစ်စင်ကတော့ပင်ရေအမှန်နဲ့လာပါတယ်ဒီ3ရက်9ရက်နောက်မှာကျတော့နှစ်ချားနဲ့เนาะသူကနှစ်ချားရောအပင်ไก่ကိုရောနေတဲ့ပရိတစ်ခုဖြစ်ပါတယ်เนาะ ပြဆက်ကြည့်လိုက်အောင်ဒီ39ကနေဒီလိုဇောင်းတက်မယ်ဟိုဘက်မှာလိုပဲ1 2 3 4ဒီမှာရှိတဲ့9 9အဲ့ဒီ9 9ဟာပြန်ကြဖြစ်တယ်အဲ့ဒီနေ့ထဲမှာအဲ့ဒီအောင်မှာ9 9 1ဆိုပြီးပြန်ကြဟုတ်ပြီနော်အဲ့ဒီ951ကတ်နေတဲ့ဟောဒီနောက်ကအကွက်136ဟာလေးပြန်ကြပဲပြန်နော်နော်ပြန်ကြပဲ136 136 အဲ့လိုပြန်ကြပြန်ကြနှစ်ခုရဲ့ဟောဒီနောက်ကကက်နေတဲ့ကောင်က၃ည၃ခွန်မှာဟိုဘက်နဲ့အတူတူပဲတော့မရှိဘူး၃ည၃ခွန်ကျွန်တော်တို့ကအဲ့ဒီ၃ည၃ခွန်ရဲ့ဒီနောက်နောက်ကို၁၂၃၄၅၆၇၈၉၁၀နှစ်ချားမှာ၁၀၀ဆိုတာရှိတယ်ဟိုဘက်နဲ့အတူတူပဲတော့နှစ်ချားနဲ့အမှန်ပါ တရားအဲ့တရားရဲ့အောက်တပင်ကျော်မှာခွန်9နှစ်ပါဗျာနော်ခွန်9နှစ်ဒါဖရိန်နေပြန်တက်စတဲလိုက်တာပါနော်ဟုတ်ပြီကျွန်တော်တို့ကဟောဒီဘယ်လိုကနေဥပမ်းမှာလဲဆိုရင်ကျွန်တော်နည်းနည်းမိတ်ဆွေများရှင်းအောင်ပြခြင်းတော့ပါဟောဒီမှာ ီမူမူလပြိနော်ခွန်30ဟုတ်ပြီနော်ဒီခွန်30နောက်က93ဟာခွန်30ရဲ့ဒီဘက်မှာ693ဆိုပြီးထွက်တယ်အဲ့ဒီကောင်ရဲ့ဟောဒီကတ်နေတဲ့ရှေ့နှစ်ထဲကိုအခု15လေးဆိုတဲ့ခဏပြီးခဲ့တဲ့ပုံစံလေးကိုကျွန်တော်ပြမယ်နော်အဲ့ဒီတော့ဘယ်လိုကနန်းလေးဆိုတော့ဟောဒီ39ကိုခွန်ဆိုတော့ပြန်ကြရဟောဒီ တနှစ်ကျော်မှာဟိုဒီမှာနှစ်သုံးညာနှစ်သူကငါးပရိကေဆောင်းမှာနှစ်သုံးညာနှစ်နော်နှစ်သုံးညာနှစ်ဟာဘယ်ကလာတယ်လဲဆိုရင်ကျွန်တော်တို့ဟိုဒီခွန်30ရဲ့နောက်ကူတနှစ်ချားကလာတယ်ဟုတ်ပြီနော်ဟိုမှာဒူဒူ0ကနေလာတယ်နော် အဲ့ဒူဒူဇီရိုကဘယ်ကလာတယ်လဲသူရကတ်နေတဲ့နောက်နှစ်ထဲကလာတယ်ကတ်နေတဲ့နောက်နှစ်ထဲက0 22ဆိုတာဟာဒီဘို့22 0ဒီကောင်ကကျွန်တော်တို့ဟောဒီကြံကြရဲ့တစ်နှစ်ကျော်ငါးပရိကဆောင်းမှာနှစ်တုံညာနှေးဆိုပြီးလာထွက်တယ်เนาะမိတ်ဆွေတို့တရားလေးเนาะကြည်ပြပါရှင်ကျွန်တော်ကဒီနှစ်တုံညာနှေး ဖြစ်စဉ်ရဲ့ဆက်ပြီးတော့အဆက်ကိုဖမ်းမှာဖြစ်ပါတယ်။အဲ့တော့နှစ်နှစ်သုံးညဒီမူရင်းလာခဲ့တဲ့နှစ်နှစ်သုံးညဆိုတဲ့ကောင်ဟာဘယ်နေရာကနေလဲဆိုတာအရေးကြီးပါတယ်။အဲ့တော့သူ့ရဲ့အပေါ်မှာရှိတဲ့ဟောဒီ6သုံးညနှစ်အဲ့ဒီကောင်ဟာရှစ်ကနေတဲ့နှစ်ထဲကလာထားတာ6သုံးညနှစ်6သုံးညနှစ်ဆိုပြီးလာပြီးတော့အဲ့ဒီအောက်ကကနေလဲ ဲ့ဒီကောင်ကကဲ့ရဲ့နှစ်တဲကိုပို့တာဒီကောင်ဖန်းနာအရေးကြီးပါတယ်နော်အဲ့ဒီတုံညာနှစ်နှစ်ကအောက်မှာလဲသူကကိုးပရိခဏတယ်နော်ကဲ့ရဲ့နှစ်ကလာတယ်အောက်ကကိုးပရိရှိတယ်ဟောရားရဲ့ကနဟာဒီကိုပို့တယ်ပြီးတော့ဟောဒီပြန်ချဖြစ်ထားတယ်ကိုးတုံညာခွန်ရဲ့တနှစ်ကျော်ငါးပရိကဆောင်းမှာထွက်ခဲ့တယ်နော်ဟုတ်ပြီကဲဒီဘက်မှာလည်းကြည်လိုက် ောဒီပြန်ကြဖြစ်ထားတဲ့95တနှစ်ကျော်ဟုတ်ပြီနော်ကျွန်တော်တို့ဒီအပေါ်ကယူမယ်ဆိုရင်ဒီ393ဒီ59 393ဒီအပင်ကိုက်မှာ96ရှိဆိုထွက်ဒီရှိနှစ်ကနေတဲ့နှစ်ထဲကိုကျွန်တော်တို့ကဟောဒီမှာ145ဆိုတာပို့ခဲ့ပြီဗျ145 အဲ့တီလင်းကဘယ်လိုပုံစံလဲဆိုရင်ကျွန်တော်တို့ဟောဒီ303ခွန်ရဲ့တစ်နှစ်ကျော်နောက်တစ်နှစ်ကျော်မှာရှိတယ်ကနဲ့၅လေးတိဒီကောင်ကဒီ၅ပရိကေဆောင်းကိုတက်ရိုက်သွားတာဗျာနော်၅လေးတိအဲ့ဒီ၅လေးတိဟာဘယ်ရလာတယ်လဲသူ့ရဲ့ဟောဒီကတ်နေတဲ့နှစ်ထဲရလာတယ်ဗျာအဲ့ဒီမှာ၄တိ၅ ိုဘက်မှာတူတူ0เนาะဒီမှာ၄တင်ကအဲ့၄တင်ကဘယ်လိုနေရာကနန်းလဲဆိုရင်အပေါ်က၉တင်5ဆိုတဲ့ကနန်းအဲ့ဒီကနန်းဟောဒီကဲ့ရဲ့နှစ်ထဲလာတဲ့ကောင်ဒီမှာ9တင်9 9တင်5ဟာ၉တင်5ဒီဘက်ကဲ့ရဲ့နှစ်ကိုဘို့သူ့ရဲ့အောက်မှာရှိရမယ်အောက်က၉ကိုရိခံထားတဲ့ဟောဒီကနန်း၄တင်5ဟာဟောဒီကဲ့ရဲ့နှစ်ထဲကိုပို့တယ်အောက်ဆုံးမှာ9လေးတင်เนาะเนาะ ၃ည၃ခွန်ရဲ့နောက်တစ်နေ့ကျော်မှာเนาะအဲ့ဒီငားလေးတက်ဟာအခုဟောဒီပြန်ကြ၉ငားတက်ခဲ့တစ်နေ့ကျော်ငားပရိကေဇောင်းမှာတလေးငားဆိုပြီးတော့ပေးလိုက်တာဗျကျွန်တော်ကဖမ်းတာကအိတ်ကနန်းကိုဒီမှာတော့ဖမ်းလိုက်တာဗျဒီမှာတော့ဖမ်းထားခဲ့တယ်เนาะဒီမှာကြာမှပြီးတယ်သူကဘာလို့ဆိုတော့ငါးပရိကဒီမှာနှစ်ဆင့်ဖြစ်နေတာကိုကျွန်တော်နည်းနည်းသတိလွတ်သွားတယ်ကျွန်တော်ကဒီငါးပရိကဇောင်းမှာဆိုပြီးဒီတော့ဖမ်းလိုက်တာ ုတ်ပြီတော့မေဆွေတို့ဒီမှာတော့ဖမ်းလိုက်တာဓမ္မဒီမှာလေးငါးပရိကိုစောင်းဒီမှာချက်မှပေးတာသူကဟုတ်ပြီနော်ဒီလည်းအဲ့မဲ့ပေါက်ဖော်တော့ဟုတ်ပါဘူးကြာကျွန်တော်တင်ထားတဲ့ပူရီရှိပါလေနော်ဒီအခုအခုပုံစံဖမ်းတဲ့ပုံစံအတိုင်းပဲတင်ထားတာပါအဲအခုအဲ့ဒီကနန်းလာပြီးရင်ဟောဒီအောက်ကလာကပ်ပြီးလိုက်မယ်ကနန်းကိုကျွန်တော်ဖမ်းမယ်ဟောဒီတူတူစီတူဟောဒီ ီကောင်းလာလားထားတာမိတ်ဆွေတို့ပြပြီးပြီเนาะပြန်တော့မထောက်တော့ဘူးဟောဒီငါပရိကေဆောင်းမှာ1 3ညာနှင်းဟောဒီကို3ညာကိုခုပြန်ကြရင်ဒီတစ်နှစ်ကျော်မှာเนาะဒီငါပရိကေဆောင်းမှာ1 3ညာနှင်းဆိုတာထွက်ပြီးတော့ဟောဒီအောက်ကနှစ်ရှင်ငါဆိုတဲ့ခဏကိုကျွန်တော်ဖမ်းမိဟောနှစ်ရှင်ငါအဲ့နှစ်ရှင်ငါဘယ်ရလာတလေဟုတ်ပြီเนาะမိတ်ဆွေတို့ဟောဒီနောက်တစ်နှစ်ကျော်ဟောဒီပြန်ကြဖြစ်တာလေနှစ်တည်း အကနန်းရှိတယ်ဘယ်လိုနေရာကနန်းလဲလာဘီနောမိတ်ဆွေတို့ဒါလေးသိချကြည့်ပါဟောဒီ3ရှစ်ခွန်ဆိုတဲ့အောက်ကကတ်နေတဲ့ကနန်းမြတ်ဟောဒီကနန်းအီဒူဖတ်3ရှစ်ခွန်ဆိုတဲ့အောက်ကကောအီဒူဖတ်ဟာဟောဒီနှစ်သုံးညနှစ်ကအောက်မှာကတ်လိုက်တယ်သူကနော်ဟုတ်ပြီနော်ကျွန်တော်ဖမ်းထားတာပါဒါကျွန်တော် ဂျိုးပြီးတော့ဒီဥစ္စာတွေကိုကျွန်တော်ရှာဖွေထားခဲ့ခြင်းဖြစ်ပါတယ်เนาะဒါဒီလိုကြလာတဲ့အတွက်ဒီကနန်းကြလာတဲ့အတွက်ဒီမှာတလင်းငါလာလိုက်တဲ့အတွက်ကျွန်တော်ဒီအောက်ကိုဆက်ပြီးတော့ပြပြရပါเนาะဒါဒီတိုးဖိတ်ခါဒီနောက်ကတစ်နှစ်ကျော်မှာအဲ38ခွန်ဆိုတဲ့ကနန်းရဲ့အောက်ကကနန်းအောက်ကကနေဒီနေရာကနေတော့မိတ်ဆွေတို့38ခွန်ရဲ့အောက်ကကနေဖြစ်ရမ ဲ့ဒီကောင်ဟာတနည်းကျော်အခုနကကျွန်တော်တို့ငါပရိကေဇောင်းနှစ်သုံးညနှစ်ကအောက်မှာကတ်လိုက်တယ်အဲ့ဒီလာခဲ့တဲ့ဟောဒီ၃ရှိခွန်ဆိုတဲ့ခဏန်းရဲ့ရှေ့ရကောင်၄၇၄၄၄ဟာဟောဒီ၃ရှိခွန်ကိုကျော်ပြီးတော့ဟောဒီရှင်းနှစ်ကိုပို့တယ်အဲ့ကနန်းအမှတ်ထားပါတော့မေဆွေတို့ 38ခွန်ရှိမှာအကွက်မှာရှိတဲ့ကနာ38ခွန်ရဲ့38ခွန်နောက်မှာရှိတဲ့ကောင်က38ခွန်ရှိနှစ်သေးကိုပို့တယ်အဲ့ဒီအောက်ကကနာဤတူဖတ်ရာဒီလိုလာတာနော်ဟုတ်ပြီအဲဟုတ်ပြီကဲဒီဘက်မှာဖမ်းမယ်ဗျာနော်22ကြိမ်အတွက်ဖမ်းမယ်ဗျာနော်22ကြိမ်မှာတဲမမိလိုက်တော့22ကြိမ်မှာတော့မိရမှာပေါ့ဗျာနော်ဒီမှာငါးပရိကေဆောင်းမှာတီလီငါတီလီငါဟာ ဒီကနေတက်ရိုက်တယ်ဒီကနန်းဟာဒီတက်ရိုက်တယ်ဒီကနန်းပြဲလာတယ်လေသူ့ရဲ့ကဲ့ရဲ့နှစ်ထဲလာတယ်ဒါပြန်မဖော်တော့ဘူးနော်ဟောဒီတလင်းငားရဲ့အောက်မှာကတ်လိုက်ရမယ်ကနန်းဘယ်လိုနေရာကနန်းဖြစ်ရမလဲဆိုရင်ဟောဒီနောက်တစ်နှစ်ကျော်ဟုတ်တယ်နှစ်ကျော်တစ်နှစ်ကျော် အဲဒီမှာရှစ်ခွန်သုံးညာရှစ်ခွန်သုံးဆိုတဲ့ကနေကိုမူတည်ပြီးရှာပါလေအဲ့ဒီအောက်ကကတ်နေတဲ့ကနေဟောဒီကိုးသုံးညာခွန်လာမယ်ဗျခုနတလေးငါးရအောင်ပါဟောဒီကိုးသုံးညာခွန်လာပြီးရမယ်ဟောဒီရှစ်ခွန်သုံးဆိုတဲ့ရှစ်ကွက်မှာနောက်ကွက်မှာရှိတဲ့ရှစ်ချောက်ခွန်ဟာရှစ်ခွန်သုံးရဲ့ဟောဒီရှစ်နှစ်ထဲကိုလည်းပို့ထားတယ်သူဟိုဘက်နဲ့တူတူပဲနော်မေဆိုတော့နော်ရှစ်ချောက်ခွန်ဆိုပို့ထားတယ်ဟုတ်ပြီအဲ့ဒီ 8ခွန်3ဆိုတဲ့ကနန်းရဲ့အောက်မှာကန့်နေတဲ့9300ခွန်ဟာအခု22ကြိမ်မှလာမယ်ညီမဆွေတို့22ကြိမ်မှဒီကနန်းကနေဆက်ယူထားတဲ့သဘောပါပဲเนาะဒီပရိန်ဒီအထောက်ကနေပြီးယူထားတာပါတလင်းကပို့ခဲ့တဲ့ပုံလေးကိုတော့မိဆွေတို့ရှင်းမယ်ဒီမှာလည်းဗျာเนาะကဲကျွန်တော်တော့အခုပွဲဥတွေမင်္ဂလာကနန်းကိုတော့စဖမ်းပြီဗျာเนาะစဖမ်းပြီဗျာเนาะအဲ့တော့ ဒီဟာတွေကတော့ဒါဒါတွေကပြည့်ဖြစ်တဲ့အထက်မှာဒါတွေကဒါဒါပြီးခဲ့တဲ့အပြင်ဖန်တာတွေเนาะဒါတွေကဒါတွေမေဆွေတို့ရောတော်မှာဆိုလို့ကဲမင်းဘောပင်နေပဲရေးလိုက်မလို့ဟောဒီမှာကုသိုလ်ညာခွန်လာပြီးရမယ်เนาะမေဆွေတို့ကုသိုလ်ညာခွန်အာမေဗျာအာမေဟောမေဆွေတို့ကုသိုလ်ညာခွန်အာမေ ကျတော့ရဲရဲတင်းတင်းနာထိုးပါဗျာနော်ဟိုက်တလင်းကားရဲ့ဆက်ပါပဲနော်ကိုတော်ညာခွန်ဟိုဘက်မှာတော့အိတ်တူးဖိုင်နော်မိတ်ဆွေတို့ဒီအပေါ်အိတ်တူးဖိုင်နဲ့သွားပြီးမရောပါနဲ့နော်ဒီဥစ္စာကကျွန်တော်ဒီဟိုက်73ခွန်အောက်ကခနန်းကိုဖမ်းထားတာပါနော်ကျကွန်တုံးအောက်ကကနေကိုတုံညာခွန်ဟောဒီတလင်းငားရဲ့အောက်မှာကတ်လိုက်ရမယ်ဆိုပြီးကျွန်တော်ဖမ်းထားတာပါ ကိုတုံညာခွန်အားပါ22ကြိမ်အတွက်ပါအဲ့တော့မိတ်ဆွေတို့ကိုယ်ဥရောမင်္ဂလာကနန်းလေးပေါ့ဗျာနော်တလီငါရဲ့အပင်ဆက်ကဲအောင်မြင်မှုတွေကတော့နှစ်မကုန်ငရကြမှာပါနော်ဒီတော့ကျွန်တော်ဒေဖန်တဲ့ကနန်းလေးတွေလာပါစီလို့ပဲကျွန်တော်ဆုတောင်းပါတယ်ဗျာနော်မိတ်ဆွေတို့အားလုံးအတွက်အောင်မြင်မှုတွေပေးခြင်းပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါမိတ်ဆွေတို့ရဲ့မိတ်ဆွေတွေကိုလည်းကျွန်တော် channel လေးရေထပ်ဆင့် share ပေးကြပါနော်အားလုံးအောင်မြင်မှုရကြအောင်ပါဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်